အမြင်ကြည့်ရင်တော့ဂောပကဖယားနဲ့နှီးတဲ့အလုတ်ကဖယားနဲ့ဝေးတာမဖြစ်စေနဲ့ဂောပကကြည့်ရတာလည်းတော်တော်များများကပရိသတ်ရဲ့ဖယားဝေးတဲ့ဂောပကများတာကိုတော်ကြီးတွေကခံနိုင်လွန်းလွန်တာနော်နေရင်ထိုင်ရင်ကြောက်ပြခွာလိုက်ကတ်လိုက်ခွာလိုက်ကတ်လိုက်ဒီကြောက်ပြပဲ ဒီတော့လှုပ်တဲ့လူကရေရှိတီအောင်ဆရာကြီးဘယ်လိုလှုပ်ရင်ကောင်းမယ်လို့ပြောလိုက်တယ်အောင်ပါမင်းထမင်းငှချင်သလားဆိုတာပါသေးတယ်လှုပ်ပုံပြောပါတယ်အလွန်တကူကြီးတဲ့ကိုတော်ကြီးတွေမို့ဒီမို့ပြင်းတော့ခြေတွေရောပေါင်တွေရောလက်တွေရောအကုန်ပြုတ်လောက်လှုပ်နေကြဖို့နော်ဒီတော့ဘုန်းကြီးတို့ပြောဦးမယ်ဗုဒ္ဓပူဇဏီယာကွယ်ဆိုပြီးပါသွားလိုက်တာ ပလင်မော်ရောက်တော့ရှင်းတန်းနဲ့နှုတ်စော်ဇာတာလက်ဝဲအလိုသီလာမပေးခင်ကမန်ကရံအပြည့်အလွာဖတ်ကြည့်လိုက်အားလုံးဖတ်ပြီးတော့နောက်ဆုံးသူကဘာချုပ်ပြတယ်လဲဆိုတော့ဘုရားပူဇဏီယာပွဲတော်မှာရရှိငွေပေါင်းတထောင်ကျပ်ကုန်ကျငွေပေါင်း1500ကျပ်ရရှိငွေပေါင်းကကုန်ကျငွေပေါင်းက အောက်ကနေဘာရေးလဲဆိုတော့မှတ်ချက်တဲ့ဘုရားธรรมအကျွေးရရန်900ကြက်တီဒီဘုကနဲ့တွေ့မှာကျွေးတယ်ပလင်ကဆင်းတော့အဲ့ဒီကျွေးဘုန်းကြီးကဆက်ရသေးအဲ့ဒီလိုဘောပကတွေပေါ်တာပဲဒီတော့ဘုန်းကြီးပြည့်စေခြင်းတာကဘာလဲဗုဒ္ဓပူဇဏီယကွယ်ကျင့်ပရေဗုဒ္ဓပူဇဏီယကွယ်ကျင့်ပကြမယ်ဘုန်းကြီးတို့တရားတက္ကမတွေ ရည်ညွှန်းရာရုပ်ပွားဇေဒီများကို ရောင်တော်ဖွင့်ပြီးပါပြီလားလို့ဒီလိုမဲခြင်းနဲ့နော်ရည်ညွှန်းရာဗရဏာကြတဲ့ဖယားကိုရေသပ်ပဲပြီးပြီလားပန်းစီမီရေချမ်းနဲ့လှူဒန်းပြီးပြီလားကိုရောင်ကြီးရဲ့အနီးအပါအမိုက်တရိုက်တွေရှင်းပြီးပြီလားမေးရင်ပုံညာဝဒနာကဘယ်လိုဖြစ်မလဲတော်သေးတာပေါ့ နော်အဲ့ဒီအလုတ်ကိုပြိသက်ရည်တချို့နေရာမှာမရှိဘူးဘာလုတ်တယ်လဲဒီနေ့တို့ဖရာပွဲနီးပြီဘယ်ဇက်လဲဟိဘယ်ဇက်ကကောင်းတယ်ဘယ်ဇက်ငားရမလားတောင်ပိုင်းမြောက်ပိုင်းရံဖြစ်ပြီးဓမ္မအောင်နေခွဲကြပြန်ကိုတော်ကြီးတွေကတော့ဓမ္မအောင်နဲ့ငုတ်တုတ်ပိုးမင်းနဲ့ဖုံနဲ့လောက်တာကဘာပွဲဘုရားဘုဇနီးယာပွဲဒီလိုမဟုတ်လားပြီးတော့ ခောဘကကဘာလုပ်လိုက်တယ်လဲဗုဒ္ဓပူဇဏိယဆိုအကြောင်းပြပြီးငါးပူဇဏိယချထည့်လိုက်ရောတော်တော်များများကပြိသတ်ရင်ဘာပူဇဏိယတွေများအေးဓမ္မယုံထဲမှာဘာမှမပြောတတ်တဲ့ကိုတော်ကြီးတွေမျိုးပြောတာပြောတတ်ရင်ထဖနောက်နဲ့ပေါက်လောက်တယ်အသက်သာရှိရင်မသက်သာဘူးနော်ဒါပေမဲ့သက်ရှိကို ပြောတောင်းပါရင် မှားတောင်းပါရင်ရသေး အေးတက်မဲ့ဝန်ပြီလာပြီဆိုရင်ကိုလူတွေဘဝပါသိမယ်နော်ဒါကြောင့်ကြောက်เสียအကောင်းတဲ့လူတွေထဲမှာပရိသတ်ရေဘောဘကလည်းပါတယ်ဆိုတာမှတ်ထားပြီတော့ဟုတ်ပြီလားသူလမ်းညွန်ချက်မှလို့သူ့နောက်ကိုလိုက်မိရင်ကိုပါရော့ကျိပ်ပြီးဘေးသင့်မယ်နော်အေးအဲ့ဒါကြောင့်မို့ပွဲတွေဇက်တွေအငိမ့်နေထဲတာဘုန်းကြီးတို့အပြစ်ပြောတာမဟုတ်ဘူးနော် အစင်းအလာကိုကပရိသတ်ကြီးလာခဲ့တာကဘယ်နဲ့လာလဲဆိုလိုက်စမ်းပါလာခဲ့တဲ့အစင်းကလေးကနော်ကုသောအရေးချုံငွေသာကုန်ပြောယုံသက်သက်မသိင်ပြီကုသောလွန်ခဲ့ငွေကုန်နဲ့ညံလဲရှင်းရမည် အကျော်ကိုရှုကုသိုလ်ပြုပြောမှုဝေစွာရှောင်ရမည်ကုသိုလ်လုပ်ရင်ဘာရရမလဲအေးခုတော့ကုသိုလ်အရေးခြုံပြီးတော့ငွေတွေများစွာကုန်သွားကာ ုသိုအရာနဲတဲ့ကုသိုပွဲတွပရိသတ်များလာပြီတဲ့ရှေစင်ကနေကသေလာလိုက်တာခဏိလူငယ်တွေလက်ထဲတီထဲတုံးမဲမဟုတ်လားနော်ကုသိုလ်အရာနဲ့ပြီးငွေကုန်များသွားတယ်ပျော်ယုံသက်သက်ဖြစ်သွားတယ်ကုသိုလ်ပွဲတွေပျော်လေးပျော်လေးပုံရဝရဏလူတွေဒီတော့ကုသိုလ်ပြုရာဌာနသည်ဓမ္မယုံဗုဒ္ဓဘုဇနိယမဟုတ်လား အေးအဲ့ဒီဗုဒ္ဓပူဇနီးယကိုပထမဓမ္မယုံတန်ရှင်းရမယ်ဘုရားတွေတန်ရှင်းရမယ်ရေသပ်ပေးရမယ်ရောင်တော်တွေဖွင့်ရမယ်လိုအပ်တာရှိလို့ချင်းပြင်ဆင်မွန်းမှန်ရမယ်နော်အခုတော့ဘာလို့တလဲဆိုတော့ဘယ်အင်းကဘယ်ဆွန်းတော်ဘွဲဘယ်အင်းကဘယ်ဆွန်းတော်ဘွဲမလာဘူးလားကောပကကသူစားကြင်နာတွေအကုန်တောင်းတာပဲလှုပ်တာပြောတာပါဘုန်းကြီးပါရင်အဲ့ဒီဘုန်းကြီးလည်းပါတာပဲ ဒီတော့ဘာဖြစ်လာသလဲဆိုတော့ဘုန်းကြီးစဉ်းစားတယ်ရိုက်စားရိုက်စားဆိုတာဘာလဲဆိုတာနော်ကုသိုလ်အရေးခြုံပြီးတော့ပရိသတ်ရိုက်ထည့်လိုက်တာပဲမဟုတ်လားဟိုကုသိုလ်ရှင်ကတော့ပြီးတော့ပကံများလေးယူဥချပြန်သွားဒီလိုနော်ပြီးတော့အဲ့ဒီဆွမ်းတော်ဘွယ်လှုပ်ပြီးတော့ဂောဘကတွေရံဖြစ်ကြတာပဲဒီလုံပုံလုံလေးကလည်းပဲပြောဦးမယ် ဘုန်းကြီးတို့ဒကာဒကမတွေကငပြောသည်လာလှူပါပန်းသီလေးလာလှူရေလေးစေဖရာရှိတင်းထားအောက်ကဘုန်းကြီးကမေးတယ်ဟဲ့ကိုရင် ရှေ့ဖရာရှိကငပြောသည်မှဲ့ပြီလားသွားချီစမ်းမှဲ့ပြီဘုန်းကြီးမှဲ့ချခဲ့သူစားပြိတ်ထားဖရာသွားပြီးတော့မမှဲ့ခင်ထိမ့်မှုထားသလိုလို့လောက်ပုံနေနော်ဒီတော့ဘုန်းကြီးတို့ဒကာဒကမတွေကျွန်းမုံလေးတွေ ဒါကိုပေးသားယင်းဒီလို့ပြောတာတော့ဒီပြည့်နေရာသွားပြောလို့တော့မဖြစ်ဘူးအဲ့ဒါသတိထားရမယ့်အချက်ကလေးတွေပါဘယ်နေရာပဲကြည့်ကြည့်ဖယားလူတကြငါကိုချက်ဆိုတဲ့လူကြီးပဲအဲ့ဒီသင်္ကန်းစာအဲ့ဒီနီးတွေဟာခဏိလူငယ်တွေလက်ထဲလက်ထဲတုံးပဲအဲ့ဒီလူငယ်ကကြီးလာရင်လည်းဒါသဲသွားပြီးသူမိသားတွေလည်းထဲဦးမှာပါ ဒီတော့ဘုန်းကြီးတို့ပရိသတ်ကြီးလူမျိုးဟာအညွတ်မတက်တော့ကုသိုလ်ရပြီးကြီးပွားဖို့ကောင်းမှုကိုလှုပ်တာကုသိုလ်လှုပ်ရဲနဲ့ဘာဖြစ်လဲပြောလေအကုသိုလ်ဖြစ်တာပဲမဟုတ်လားကုသိုလ်ရခြင်းလို့ပစ္စည်းအကုန်ခံပြီးဘာလှုပ်တာပါလဲရတော့ဘာရပါလဲ ပစ္စည်းလည်းကုန်တယ်ကုသိုလ်လည်းမရအကုသိုလ်ဖြစ်တယ်ဆိုတော့ပရိသတ်ရဲ့နှစ်ဖက်ရှုံးပြီတဲ့အာဟုသူရမယ်ဆိုရင်ကိုယ့်ဟာကိုယ်သုံးလိုက်တာမှအကျိုးရှိအောင်မယ်နော်။အေရာထာကြောင့်ကုသောအရေချုံဝိသကုံပြောယုံသက်သက်မှသင်ပြီ။ကုသောလွန်ကဲငွေကုန်တဲ့ညာလဲရှင်ရမည်။ အကျောကိုရှုကုသောပြုပြောမှု ဝေစွာဆောင်ရမည်တဲ့ဆရာကြီးတွေရဲ့အဆုံးအမဒါကြောင့်မိဘဘုရားဆရာသမားတို့လူခဲ့တဲ့ဖရာတဲ့ဆောင်ကြောင်းကံတွေပရိသတ်ကြီးမပြည့်နဲ့နော်ဗုဒ္ဓပူဇနီးယပွဲတော်ကိုဗုဒ္ဓပူဇနီးယပွဲတော်နဲ့တူအောင်တစ်နှစ်တစ်ခါဟောလက်ရွေးမြောက်ပိုင်းကလူငယ်တွေမျိုးသားတွေမျိုးသမီးတွေပေါင်းစုပြီးတော့ဘာလုပ်ကြလဲ ဖရာတော်ကိုရေဖရာတွေရေတပ်ပဲရောင်တော်ဖွဲ့နော်ကန္နာကူရီတိုက်တယ်မြဲအမိုက်တရိုက်ဘာမှမရှိအောင် ရှင်းလင်းဆေးသုံးအသည်မောမှန်ပြင်းစင်ဒီလိုမဟုတ်လားဟုတ်လားဖရာပွဲလဲပြီးရောဓမ္မယုံရှိနှီးချက်ကြီးတဲ့အမိုက်ကြီးတဲ့ဒီကြတဲ့အပေါ့အလေးစွန့်တဲ့လူကပါသေးအဲ့ဒါတော့ပုံညာဝရဏကလူတွေမှသိမှာပဲနော်ကြောင်ကောင်းတယ်ဆိုဝင်းဝင်တွေ့သွားချတာ ဒီတော့ဗုဒ္ဓပူဇဏီကလှုပ်လိုက်ခါမှာပရိသတ်ရဲ့အကုသိုလ်တွေမဖြစ်ဘူးလားဟုတ်လားအဲ့ဒီအကုသိုလ်အချက်တွေတားနိုင်အောင်စောစောကဗုဒ္ဓပူဇဏီရနဲ့တူအောင်လုပ်ကြနော်ငါပူဇဏီရလည်းမဖြစ်စေနဲ့ငါပူဇဏီရဆိုတာငါဖြစ်ချင်တာဒီလျှောက်လုံတာမျိုးမဖြစ်စေနဲ့ပြည့်စည်တာဂုံနဲ့ပရိသတ်ရဲ့ကုသိုလ်ရသေးလားမရပါဘူး အကျိုးကပင်သေးလားကုံလို့မဆုံးနှစ်တိုင်းကုံမယ်ဒါတော့ဘုန်းကြီးကကြည့်တယ်ဘယ်နေရာသွားသွားနှစ်တိုင်းဓမ္မယုံဘုရားကုသနီးရာတွေကြည့်လိုက်တယ်နှစ်လားလဲကိုတော်ကြီးတွေဒီတိုင်းဓမ္မယုံကြီးကလည်းဒီတိုင်းဒါနဲ့ဘုန်းကြီးကမေးတယ်ဇက်ဘယ်လောက်ပေးရတယ်သုံးလေးသောင်းပေးတာကြည့်တာပဲမကြည့်ရဘူးပြောတာမဟုတ်ဘူးနော် အဲ့ဒီ3-4တောင်ကုန်လို့ရှိရင်ဖရာ1000တောင်တော့အကုန်မခံတိုက်ဘူးလားဒီတိုင်းဒီတိုင်းပဲမဟုတ်လားဟုတ်လားတို့ဘုံရဝရဏကရောအေးတော်သေးတာပေါ့ဟုတ်လားဟုတ်လားဒီတော့မန္တလေးလေးပြင်းလေးရမှာပရိသတ်ရဗုဒ္ဓဘူဇဏိယတွေမလုပ်ဘူးလားဗုဒ္ဓဘူဇဏိယရည်ညွှန်းရဖရာကိုပရိသတ်ရမပြည့်နဲ့နော်